ကဲတော်လှန်ရေးတောင်မှမပြီးသေးဘူးစစ်ခွေးတွေဘဝဟာအခုတည်းကလူရမွေနဲ့ဘဝရောက်ပြီဒါကတော့ဗိုလ်ချုပ်ကြီးကျော်စွာလင်းရဲ့တမီးကိုဂျပန်မှာဘွိုင်းကော့လှုပ်ကြလို့မခံမရနိုင်ဖြစ်နေတဲ့စစ်ခွေးနောက်လိုက်ကျော်မျိုးမင်းကထပြီးတော့ဦးတဲ့တဲ့လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒူကြည့်ပါပါနော်ကျော်မျိုးမင်းပြောထားတဲ့အဲစကားလေးနားထောင်ပါပါဝေးကျော်သားလင်းရဲ့တမီးလို့တည်ရပါတယ်အဲ့ဝေးကျော်သားလင်းရဲ့တမီးကို ဒီဂျပန်ရောက်မြန်မာတွေကအခု white god လို့တယ်ဆိုတော့အိစာလေးဒီနေ့ပေါ်လာပါတယ်ရှားတော့မဟုတ်ပါဘူးဒီဘုံကြီးကျော် sorry ဘုံကြီးကျော်သားလေး sorry ဘုံဘုံကြီးကျော်သားလေးကျွန်တော်ကြောပါလို့ပါပြောနေတဲ့ပုံကတော့ကွာဟိုတခိုးလိုလိုဂျဘိုးလိုလိုမင်းသူများအောင်ဆိုပြပြသိသိပြောတတ်တဲ့ကောင်မင်းအခုပြောနေတဲ့ရုပ်ကိုမင်းကြည့်ရဟမ်ဒီကျော်သားလေးတရက်နံပါတ်တမတော်နံပါတ်3ကောင်းဆုံးဘူးကျော်သားလေးရဲ့သမီးပေါ့နန်းနန်းနန်းလင်းလဲလို့နန်းလင်းလဲဦးလို့ခေါ်မလားပေါ့နော်ခုနကမင်းနန်းလင်းလဲဦးလို့ခေါ်မှတည်းကသူကကြိုတိုတက်ကတူမှာ တက်ကူတူတက်နေတဲ့ကလေးမလေးပါအဲသူကချိုလိုတက်ကူတူမှတက်နေတဲ့ကလေးမလေးပါသူပုံလေးကြည့်တော့လေတကယ်ပြောဟိုတော်တော်ချောချောလေးပါဟိုဂျမန်သူလေးလိုပဲသူချောချောလေးခမလေးရချောချောလေးပါဆိုသူကသူကလေးတယောက်လူငယ်တယောက်ပေါ့နော်လူငယ်တယောက်နေနဲ့ချိုလိုတက်ကူတူမှသူကသူဘလိုပဲဖြစ်ဖြစ်စာအုပ်ဝဲကြောင်းတက်ပြီးညာသိကြားခွင့်ရနေတဲ့ကိစ္စကိုအဲ့ဒါကိုအခုဂျပန်ရောက်မြန်မာတွေကထပြီးတော့ကန့်ကွက်တာတွေလုပ်တယ်ချိုလိုယူနီဘာစီတီကိုတခါတည်းပို့စီတင်သူတို့လိုက်ပြီးတက်တီတွေ့ပြီးလို့ရှိရင် comment တွေပေးပြီးတော့ဒုက္ခတွေပေးတာတွေ့ရတယ်ဥပမာဆိုကြပါစို့အာ အတ္တကမင်းတို့ဘက်ကကြည့်ရင်တော့သူ့အတူចောင်းတက်နေတဲ့ကလေးမှမှန်တယ်လေငါတို့ပြည်သူဘက်ကကြည့်လို့ရှိရင်အဲ့ဒီကလေးမှသုံးစားနေသုံးဆွဲနေတဲ့ငွေချင်းကစပြီးတော့ဒီကလေးမှမိသားစုရထားတာဒီကြောစွာလင်းရဲ့စစ်သားလာကားတွေလားတိုင်းပြည်ရဲ့ငွေတွေလားလာမမပူနဲ့ကြုံမျိုးမင်းအဲ့ဒီဘဝတွေဆက်လက်မှာအဲ့ဒီအလုပ်ကိုတွားလုပ်တဲ့ဒူတိုင်းအဲ့ဒီဘဝကိုခံစားရမှာ မင်းတို့ထင်တာကနော်ဒီနှစ်ပေါင်း60လောက်တိဆောက်ထားတဲ့ industry ကျူးကျင်းကြီးကလုံးဝပြိုလဲစရာအကြောင်းမရှိဘူးခင်ဆက်ဆက်တော်လှန်ရေးတွေလှုပ်လာတယ်တက်ကပဲနိုင်တယ်ဒီနေ့ချိန်နဲ့တက်ကပဲနိုင်တယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပါနော်အကယ်၍အဲ့ဒီမင်းတို့ရဲ့တက်ကမနိုင်ဘဲနဲ့ပြည်သူနိုင်ရောရင်မင်းတို့အဲ့ဒါလေးကိုတွေးမိကြရဲ့ဘွိုင်းခော့တွေမဟုတ်အကုန်လုံးမှာနော်အခုအနုပညာအတိုင်းဝိုင်းနော် အနုပညာအတိုင်းဝိုင်းတွေမင်းအောင်လိုက်လိုက်ထွက်ချိုကြတယ်ရန်အောင်တို့စိုးမြတ်လူသားတို့ဟာချိုးပါချိုးပါဒိန်းအောင်တို့ချိုးပါကြပါကြပါဒါပေမဲ့ကိုယ်လက်ကြရင်အဲ့လိုမအော်ချင်းတော့အာငါတို့အနုပညာသမားတွေ point ကောက်လောက်တော့မလဲအောင်တော့အဲ့ဒီတက်လာတဲ့အစိုးရလက်ထက်ကြရင်တော်နိုင်ရဲ့အလွန်မှာတက်လာတဲ့အစိုးရလက်ထက်ကြရင်သိလားအစိုးရကမလုပ်ရင်တော့နောက်ဆုံးပြန်နိုင်ငံရေးပွဲတစ်ခုနိုင်ငံနိုင်ငံတော်အခမ်းအနားနဲ့ပတ်သက်တဲ့တစ်ခုမှာရန်အောင်ဆော့ဖ်ရှက်မရှိတဲ့ရုပ်နဲ့လာမယ်ဒိန်းအောင်ဆော့ဖ်ဆက်ဖြဲဖြဲနဲ့ ဟမ်ကြောင်စပတ်ရုံနဲ့လာမယ်ဆိုရင်ဒီအစိုးရကလက်ခံတော့အောက်ကပြည်သူကလက်ခံမှာမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့လိုဂျုံယူတွေကြောင့်မအားလားလို့အာနာယူဟာငါးနှစ်ချီပြီးအခုမပြုတ်ကြသေးတာအဲ့ဒါမဲ့အဲ့တော့ဘာဖြစ်ကလဲဒီတိုင်းပြည်မှာမသေးသင့်ပဲနဲ့ပြည်သူတွေအသက်တွေသေးရတယ်နော်မစတဲ့တင်မဲနဲ့ရဲဘော်တွေအတက်တွေစတဲ့ရအဲ့ဒီအားလုံးကတရခံဒီဒီလိုအတိုင်းဝိုင်းကြအဲ့ဒီချိန်ကြရင်လာကောင်းကောင်းထိမှာ မပူနဲ့လူအတိုင်းဝိုင်းအပြင်ဘက်ကိုရောက်မှာအခုကြော်စားလင်းတမီဟုတ်တော့နော်ဒါပုံမှန်ကြည့်မယ်ဆိုရင်တော့လူလူချင်းကြည့်မယ်ဆိုရင်တော့ကြော်စွာလင်းမှာဒါစစ်ကောင်းဆောင်ဖြစ်တဲ့အတွက်ကြော်စားလင်းမှာဒါအပြည့်ရှိရှိမယ်သူတမီမှာအပြည့်ရှိစရာမလိုဘူးပေါ့ဒါကဟုတ်တယ်ဒါပေမဲ့လို့လောကတဘာဝတက်ရောက်မှုတွေကအဲ့လောက်နဲ့မရဘူးလေဂလုံးဥသောမြည် ဂလုံးဥဆုံးလောက်ွားတဲ့အပြစ်ကဂလုံးဥဆုံးနဲ့ပဲဆိုင်တယ်လေဒါပေမဲ့ဒီနေ့အချိန်အထိဂလုံးဥဆုံးမိသားစုကိုမင်းတို့မြမအတိုင်းဝိုင်းကဘယ်လိုကျင့်ထားလဲအဲအဲ့ဒါတဘာဝပဲအဲ့ဒါတဘာဝတွတ်တူဖြစ်တတ်တဲ့တဘာဝနော်အဲ့တော့အဲ့ဒါတွေကိုတိမယ်ဆိုရင်ကြော်စွာလေးအနေနဲ့တိရမယ်ငါဒီလမ်းကိုပြည်သူနဲ့စန့်ကျင်ဘက်လမ်းကိုလှုပ်ပြီးတော့ဒီစစ်တပ်မှပြည်သူနဲ့စန့်ကျင်တဲ့နေရာကနေရင်ငါမိသားစုလည်းဒီလိုခံစားရမယ်ဆိုတော့တို့တိရမယ်နော်အခုကြော်မျိုးမင်း ကျော်မျိုးမင်းရဲ့သားလေးဘဒုလေမပူနဲ့တစ်ချိန်ကျရင်မင်းသားသမီးတွေလည်းအဲ့ဒီဘဝရောက်မှာပဲဘာဖြစ်လို့လဲအဲ့ဓာတွေအားလုံးလုတ်ခဲ့တဲ့တေခံမင်းလောက်ထားတာလေမင်းကကောင်းကောင်းမွန်မွန်ယက်တီပြီးတော့ပြည်သူဘက်ကယက်တီထားမယ်ဆိုမင်းကြံပြီးခဲ့တဲ့မျိုးဆက်ကအဲ့လိုထိစရာအကြောင်းရှိဘူးငါပြည်သူနဲ့စန့်ကျင်ဘက်ကိုရက်တည်ပြီးတော့ငါပြည်မင်းတို့စစ်ခွေးတွေနဲ့ပေါင်းပြီးတော့ကိုစီဆိုတဲ့ကောင်ကနေတိုင်းငါအပါဝင်ငါနဲ့ကြံမိခဲ့တဲ့မိသားစုပြည်သူကယုံမှာပဲအဲ့ဒါကိုတော့အပြစ်ပြောလို့မရဘူးဒါလောက်တဲ့သူပေါ်မူတည်တယ် ချင်းချင်းလေးဟုတ်တယ်နော်အဲ့တော့ချီးကြိုင်ပြီးတော့ဆန္ဒကူးနဲ့မထွက်ချင်တဲ့လေကွာမင်းတို့ကြိုင်ထားတာချီးလေကိုယ့်ကိုတိလေဟမ်ဒီဘုဒ္ဓကြီးဘုဒ္ဓကျော်တော်လေးရဲ့တမိနန်းလင်းလက်ဦးကိုတချို့တက်ကတက်ခွင့်ပေးတာဟာဒါပွန့်လည်းပြောရင်ပြစ်တင်ရှုတ်ချပါတယ်ဒါတွေကဒီလိုမလုပ်သိဘူးပေါ့ဗျာဆက်ပြန်ပြောတယ်ကျွန်တော်တော့ပွန့်လည်းပြောရင်ပညာရေးနဲ့ပတ်သက်ရင်ဘုဒ္ဓကြီးရဲ့တမိရဲ့ဘုဒ္ဓကြီးရဲ့သူရဲ့ဘုသူကြီးရဲ့ပညာရေးကဘာလို့မဆို ရပိုင်권ရှိတယ်။ဘယ်နိုင်ငံမှမဆိုပညာရေးနဲ့ပတ်သက်ဘယ်သူမှမလို့ကန့်တရားဆိုတာမလို့တဲ့နေရ။ပညာရေးအော်အဲ့လိုလားကန့်တရားမလို့အဲ့ဆိုရင် CDN တွေကိုလိုက်ဖမ်းတာပါဖြစ်လို့။ဟမ် CDN စစ်ကောင်စီရဲ့မင်းအောင်နိုင်အာနာသိန်းတို့အောက်မှာတောင်ဝင်မထမ်းဆောင်ပဲနဲ့အလုတ်ထွက်ပြီးတော့အပြင်မှာနော်နိစ္စရတင်းနေတဲ့ CDN ဆရာဆရာမတွေကိုအတင်ရရအရှင်ရရလိုက်ဖမ်းတာကဘာကြောင့်လဲ။ဟမ်ကြောင်တက်နေတဲ့ကလေးတွေလွတ်မြောက်နေမြင်မှာနော် ကျောင်းတက်နေတဲ့ကလေးတွေစာတင်ကျောင်းပေါ်ဘုံလိုက်ကျဲချတာဘာကြောင့်လဲပညာရေးကလူတိုင်းရပိုင်ခွင့်ရှိတယ်ဆိုပြီးလောက်ဆရာကျောင်းမရှိဘူးလေမင်းတို့မင်းအောင်နိုင်လက်အောင်မှာပညာမတင်မတင်ခြင်းလို့တောင်းဝင်မထမ်းဆောင်ခြင်းလို့သူ့အတူနှုတ်ထွက်တာလေတူတင်ခြင်းပေးခြင်းနဲ့တူတူတင်ပေးတာလေဒါပေမဲ့စီရီယံကျောင်းဆရာစီရီယံဆရာစီရီယံဆရာမတွေကိုမင်းတို့ဘလောက်တောင်းမှလူတက်တမမဒိန်းတမတွေကိုထောင်ထဲကလွတ်တယ်အဲ့ဒီစီရီယံလှုပ်ပြီးစာတင်နေတဲ့ကျောင်းဆရာတွေဆရာမတွေကိုမင်းတို့တွေအညိုးတကြီးနဲ့လိုက်လံဖန်ဆီးတက်ပြနေတဲ့အချိန်မှာမင်းမဆက်ကဘာဖြစ်လို့မပြောတာအဲ့ဆို ဟမ်ဖပညာရေးသင်တယ်သွားလို့လုပ်လို့မရဘူးလေမင်းဘာလို့မပြောတာလဲဟမ်အဲ့ချိန်မှာပြောလေကွာဟမ်မင်းတို့ထိမှမင်းတို့နာတယ်ကွာဟုတ်လားတိုက်ပြီးကန့်သက်ပိတ်ပင်နေမယ်ဆိုရင်ဒါပွန့်လိုက်ပြောတော့ပညာရေးပိတ်ပင်ပိတ်ပင်နေတူတာလေဒီမိုကရေစီကိုနားမလဲတာအဲ့တော့ဒီကိစ္စမျိုးကတော့ကျွန်တော်ပွန့်လိုက်ပြောမယ်ဒီဂျပန်ရောက်မြန်မာတွေအဲ့ဆိုမင်းရောက်နိုင်ဘူးရင်ပြောပညာရေးကိုပိတ်ပင်ကန့်သက်ဒီမိုကရေစီနားမလဲဆိုမင်းရောက်နိုင်ဘူးရင်တော့ပြောအချို့သောမြန်မာတွေကတော်တော်တော့စိုးရယ် အဲ့လူတွေကြီးတော့လဲသူတို့က over stay တွေဖြစ်ဖို့များတယ်နောက်တစ်ခုကဟိုဗီဇာတွေမရှိတော့တဲ့လူတွေသို့မဟုတ်လဲဒီဂျပန်နိုင်ငံသားခံထားတဲ့လူတွေသို့မဟုတ်ဂျပန်မှာ PR နေတဲ့လူတွေဖြစ်နိုင်ပါတယ်ဂျပန်နိုင်ငံသားစစ်စစ်တွေမဖြစ်နိုင်ဘူးเนาะအဲ့တော့ ပွင့်လင်းပြောရင်တော့ဒါမျိုးတွေဆိုလည်းကျွန်တော်တို့တော်တော်လေးတော့ကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲကန့်ကွက်ရတဲ့ကိစ္စတစ်ခုပါပဲအဲ့တော့ပွင့်လင်းပြောရင်တော့ဒါမျိုးကျွန်တော်လုံးဝတော့လက်မခံပါဘူးဒါ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 ပွင့်လင်းပြောရင်ဒါတော့ကျွန်တော်အပြစ်တင်ရှုတ်ချပါတယ်ဟိုဝေကြီးကျော်သွားလင်းသမီးမရင်မဟုတ်ဘူးတက်တက်မတော်မှာရှိတဲ့ထိမင်းကောင်းဆောင်ဒီနိုင်ငံတော်ကြီးကဲကောင်းဆောင်သားသမီးတွေပညာသင်ကြားတာဘယ်နိုင်ငံမှာပညာသင်ကြားသင်ကြားသင်ကြားခွင့်ပြုတင့်တယ်ဒါကိုကန့်ကွက်တဲ့သူတွေဒါလင်းဒါလင်းဒီမိုကရေစီကိုမလိုလားတဲ့ဒီမိုကရေစီကိုဖျက်ဆီးနေတဲ့သူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကကိုယ်တည်းကဟိုတူတလူငါတမဲနဲ့ကိုယ်ကိုယ်တိုင်ဘိုးကြဆုံမွေးဝါရခိုင်ထားတဲ့ပုံစံတွေဖြစ်တယ်အာနာရှင်စိတ်ရှိတဲ့သူတွေဒါဖြစ်တယ်လို့ကျွန်တော်တို့ တခါလေးပြောချင်ပါတယ်ဟမ်သူတို့ဘက်ကိုထီတော့နာတတ်တယ်ဟုတ်လားကျော်စာလင်းရဲ့တမီးကိုဘွိုင်းကော့လောက်တော့နာတယ်ဘွိုင်းကော့လောက်တော့ဆိုတာရိုးရှင်းတယ်လေဟမ်ဘွိုင်းကော့လောက်တာရှင်းပါတယ်လူရမတွင်းတာလေအဲ့အဲ့လောက်တော့ခံခက်တာမရှိဘူးဒါပေမဲ့ဘွိုင်းကော့လောက်တာလေရှင်းချင်းလေလူရမတွင်းတာငါတို့အတိုင်းဝိုင်းနဲ့ဒီဟာတွေကိုမဝင်လာခိုင်းနဲ့မပတ်သက်ခိုင်းနဲ့နော်ဒါပေမဲ့ခံရခက်တာလားဘွိုင်းကော့လောက်တာလောက်ခံရခက်တာမရှိဘူးနော်အဲ့တော့လက်ရှိစစ်အတိုင်းဝိုင်းကဒီတိုင်းခံရမှာဒီတိုင်းခံရမှာဒါတော်လိုင်းမပြီးသေးဘူးနော် တော်လှန်ရေးမပြီးသေးဘူးဘာဖြစ်လို့လဲမင်းတို့စစ်တပ်ကနေလှုပ်ထားတဲ့ပြည်သူအပေါ်ကိုရဲရဲဆက်ဆက်တတ်ထားဖြတ်ထားဖမ်းဆီးထားမနဲ့ဖမ်းဝမ်းညအလောင်းလာဖို့เนาะခက်ကိုပြောင်းခြင်းခေါင်းကိုပြစ်ဆိုပြီးတော့ရဲရဲဆက်ဆက်တတ်ဖြတ်ထားတာဒီအားလုံးဟာအကုန်လုံးပြန်ခံမှာเนาะအဲ့ဒါအားလုံးခံရမှာပြီးပြည်သူကမင်းတို့ပေါ်ခွင့်လွတ်တောင်မှလောကကြီးကမင်းတို့ခွင့်လွတ်လို့မရအောင်အဲ့တော့ကြောစွာလင်းကိုဟိုတမီးကိုထိမှနာတတ်တာလားဒါအဆမ်းပဲရှိသေးတယ်เนาะအဆမ်းဘယ်လိုဟာမျိုးလဲဆိုတော့ တို့တော်လိုင်းစကစားကနော်တော်လိုင်းစကစားကတူးပြီးနဲ့ပြစ်ပြီးတော့ပြေးတဲ့အချိန်မှာတောက်ကြားစစ်ပုံစံမျိုးပြစ်ပြီးတော့မင်းတို့စစ်ကြောင်းတွေလေမင်းတို့စခန်းတွေကိုပြစ်ပြီးပြေးတဲ့အချိန်မှာမင်းတို့ဘာပြောလဲဟမ်ဟာမင်းတို့ကပြစ်ပြေးနေပါကွာတဲ့မင်းတို့စခန်းတွေကိုလက်ပြစ်တော့မင်းတို့စခန်းတစ်ခုကိုတိမ့်ရပါဘာဖြစ်လဲညာဖြစ်လဲပြောအဲ့ချိန်မှာတော်လိုင်းဘက်ကလူတွေဘလို့ပြန်ပြောတယ်ဒါအဆမ်းပဲရှိသေးတယ်ပြောတယ်မလားပြင်းပြင်းနဲ့ဘလို့ဟာမျိုးတွေလာတယ်အေးအဲ့လိုပဲအခုလည်း ဒါကြော်စွာလင်းသမီးကအစမ်းမရှိခဲ့တယ်ရာဇယ်အစင်းလောက်ပဲကွာဟိုဘွဲ့တွေပါပြေးကန်နေကြလို့ရှိရင်မင်းတို့ဟိုမှတ်မိအောင်လို့ပထမတစ်ခါအရင်လုတ်ပြရမှာအဲရာဇယ်အစင်းမရှိသေးတယ်တိလာနော်အဲ့တော့အဲ့ဒီအလုတ်ကိုတွားလို့ရင်ဘသူဖြစ်ဖြစ်ခံရမှာကြော်စွာလင်းသမီးမို့ခံရတာမဟုတ်ဘူးနော်ပုံချုပ်ကြီးကိုစီဆိုရင်လည်းအဲ့ကိုစီရဲ့တာသမီးခံရမှာပဲတီသူကိုစန့်ခင်ပဲလုတ်အဲ့ဒါရှင်းရှင်းလေးအဲ့တော့အဲ့ဒါအခုလက်ရှိနီနီပေါ်မှာကြည့် နေပေါ်မှာတလောက်မီးရှို့ဖြစ်စီအကျန်းဖက်ပြီးတော့အစံနှပြကြတယ်ဒါပေမဲ့နေပေါ်နိုင်ငံကအင်အားစုတွေဟာဘာဖြစ်လဲတွဲဆုံဆွေးနွေးညှိနှိုင်းပြီးတော့အဖြေရှာပြီးတော့ရအောင်တိုင်းပြည်ကိုညင်အောင်ထိန်းသွားတယ်မင်းတို့အဲ့ဒီကြောစွာလင်းအပါဝင်မင်းတို့စစ်ခွေးကောင်းဆောင်တစုကဘာလုပ်လဲငိမ့်ချမ်းသာနဲ့လက်သုံးချောင်းထောင်ပြီးစံနှပြတဲ့ပြည်သူကိုမင်းတို့ရရဆက်ဆက်ပြစ်တတ်တာလေဟမ်ပြည်သူကဘယ်လောက်စည်းကမ်းရှိတယ်အရှေ့ကစံနှပြသွားတယ်အနောက်ကအမိုက်လိုက်ကောက်ပေးတဲ့အဖွဲ့အသက်ရှိတယ် အပြည့်မောက်တော့ဘူးဆိုတာဝင်းအဲ့ဒါလို့ပြည်သူကို လက်သုံးချောင်းကိုမယူဘဲနဲ့မင်းတို့ကမင်းတို့လက်နက်ကင်တာကိုယူတာနေအဲ့တော့အဲ့ဒီစိုးကြိုးတွေအားလုံးကိုမင်းတို့ခံရမှာပဲကိုယ်ခံရမယ့်အလှည့်ကမှမငိုပြနဲ့တိလပိုက်တာတွေမျက်ရည်မြေမကြောက်အောင်မှတ်ထားမင်းတို့